Hello Morning Gala လေးလေးရောက်တယ်ဆိုတော့လေဒါဘာမှဖြစ်ဖြစ်အဲ Modern ဆိုတာကလွမ်းစရာဆွေးစရာလေးတွေအတွက်เนาะအရန်ကို feel လို့ကောင်းတဲ့ຢာတီလေးပေါ့เนาะအဲ့တော့အဲ့လိုမျိုးလွမ်းဆွေးလေးတွေနဲ့မိုးရာသီမှာလွမ်းစရာဆွေးစရာတွေဖြစ်တဲ့အချက်အကြောင်းလေးတွေပြောကြမယ်လीเนาะအဲဘာလေးပြောမလဲဆိုရင်ဒီမှာ ဒါလေးတွေကဘာလို့ပြောချင်တာလဲဆိုရင်ပေါ့နော်အခုလက်ရှိမှာဒါအဲအဆင်မပြေဖြစ်နေတဲ့ relationship လေးတွေရှိရင်ဒါမှမဟုတ် separation ဖြစ်နေတဲ့ relationship တွေပေါ့နော်အဲ separation ဖြစ်တာဖြစ်ထားတဲ့သူတွေ break up ဖြစ်ထားတဲ့သူတွေစသဖြင့်ပေါ့နော်အဲ့လိုသူလေးတွေရှိရယ်ဆိုရင်ဒါတစ်ဖက်လိုကကိုယ့်ဘာတွေပြောချင်နေလဲသူခုချိန်မှာဘာတွေဖြစ်နေလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုဒါအဓိကထားပြီးကြည်သွားပြီးမှဖြစ်တဲ့ ဘာလဲလဲဆိုတော့ဒီ energy လေးကိုရာနေလို့ပေါ့နော်ခုချိန်မှာမိုးမိုးရရလေးရွာတဲ့ခါကျတော့လေးသိတယ်မလားဂျောင်းလေးတချောင်းချောင်းမှာထိုင်ပြီးတော့ဓမ္မမွင်လေအရာဓမ္မလှဲပြီးတော့ဟိုတွေးလိုက်ဒီတွေးလိုက်ဟွန်းသူဘာတွေလုံးနေလဲသူရောအဆင်ပြေလားသူဘာတွေဖြစ်နေလဲအဲ့လိုမျိုးတွေတွေးနေတဲ့သူတွေရှိလိမ့်မယ်လို့ခံစားနေရတယ်အဲ့အတွက်ကြောင့် ဒီ reading လေးကိုကြည့်ပေးတာဖြစ်တယ်เนาะအဲ့တော့ဒီမှာအမကယဉ်ဦးဆုံးအခုကြည်နေတဲ့သူလေးတွေကို energy ကိုယဉ်ဦးဆုံးပြောပေးမယ်ကို energy resonate ဖြစ်တဲ့ကိုင်းညီမှုရှိရဆိုရင်ဆက်ပြီးတော့နားထောင်လို့ရပါတယ်เนาะအဲ့တော့ဒီမှာဗာလေးညံလဲဆိုတော့အခုပေါ့เนาะဒီကြည်နေတဲ့သူလေးတွေကလीဘယ်လိုပြောရမလဲ အတိတ်ထဲမှာပဲပေါ့နော်ဒီပိတ်မိနေတဲ့ခြေချုံးမိနေတဲ့သူလေးတွေလော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 လက် separation ဖြစ်ထားတဲ့သူလေးတွေလည်းပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကိုကယုံမထွက်နိုင်သေးဘူးပေါ့နော်ဒါနည်းနည်းအဆင်မပြေမှုတွေဖြစ်နေရတယ်ခါလိကြတော့လဲကွာဟိုယုံထွက်ရမယ်အော်ဒါကတော့ဒီလိုဖြစ်သွားပါလားဆိုပြီးတော့ပေါ့နော်လက်ခံရမယ်ဆိုတာကိုနားလည်တယ်ပေါ့နော်သိတယ်ဆိုပေမဲ့လည်းလက်တွေ့မှာကြတော့ပေါ့နော်ဒီ ခြုံနောင်မှုတွေဒီချီနောင်မှုတွေကနေပြီးတော့မှဘောနော်ဒီဘယ်လိုပြောရမလဲမထွက်နိုင်ကြသေးတဲ့သူလေးတွေလည်းရှိနေမှာအဲကိုရီးယားဆက်ဆံရေးတွေကပြောမယ်ဆိုရင်တော့ကွာဒီမှာ TV energy လိုမျိုးပဲပေါ့နော်ဒါကြားထဲမှာအစင်မပြေတဲ့အနှောက်ရှက်တစ်ခုပေါ့နော်အဲအနှောက်ရှက်က ဒါတခြားအကြောင်းရာအကြောင်းလည်းဖြစ်ဖြစ်မယ်ဒါမှမဟုတ် level ပေါ့နော်ဒီနောက်တယောက်နောက်လူဝင်လာတာမျိုးတွေ third party ဝင်လာတာမျိုးတွေအဲ့လိုမျိုးတွေလည်းဖြစ်လိမ့်မယ်အဲ့ခါကျတော့ကိုကဘာတွေဖြစ်ခဲ့လဲဆိုရင်ကိုကမျှော်မှန်းထားသလိုမျိုးတွေဖြစ်မလာဘူးကိုကဟိုဘယ်လိုပြောမလဲအရင်စူးစမ်းခဲ့တာတောင်မှပေါ့နော်လုံးဝဟိုအဆင်မပြေခဲ့ဘူးအဲလိုမျိုးဝမ်းနှံ့မှုတွေပင်ပန်းမှုတွေပေါ့နော်ဒါတွေနဲ့ပဲကိုကကြုံတွေ့ခဲ့ရတဲ့ဒီဆက်ဆံရေးကိုအဲ့လိုမျိုးတွေနဲ့ပေါ့နော်ဒါက ဖြစ်ခဲ့ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အခုချိန် energy ကတိတ်အဆင်ပြေမနေဘူးအဲပင်ပန်းနေရတယ်ဝမ်းနည်းနေရတယ်ခံပြင်းနေရတယ်ဒီလို energy နဲ့ရှိနေတဲ့သူလေးတွေအများကြီးပါလိမ့်မယ်တချို့လေးတွေကြတော့တိတယ်မလားဟိုဖြစ်ချင်ရဖြစ်ဆိုပြီးတော့မျိုးကိုလှုပ်ချင်တာလေးတွေလှုပ်နေတဲ့သူလေးတွေတိတယ်မလားငါဘွားငါရှောင်းလန်းမယ်ငါရဲ့ new journey ကိုငါတေချာရှောင်းလန်းမယ်ပါညာဆိုပြီးတော့ဟိုဘယ်လိုပြောမလဲစိတ်တည်လူတင်နေပေါ့နော်အဲ့လိုမျိုးလေးတွေ ဘောနောအလုံးဝဖလန်းဖလန်းထားနေတဲ့သူတွေလည်းရှိတတ်တယ်။ဒါပေမဲ့အဲ့လိုလူလေးတွေကကျတော့တစ်ဖက်မှာကျတော့လည်းသိရမလားစိတ်ကနည်းနည်းဘလိုပြောရမလဲကွာဟိုစိတ်လိုက်မှန်ပါလောက်တတ်တယ်ဘောနောအဲ့လိုမျိုးအကျင့်လေးလည်းရှိကောင်းရှိနေနိုင်တယ်ဘာလို့ဆိုတော့ဟိုအာဘယ်လိုပြောရမလဲကိုယ့်ရဲ့စိတ်တွေကကွာ healing နေပေါ့နော်တိတ်ပြီးတော့အဆင်မပြေသေးတဲ့အခါကိုယ့်စိတ်ကိုကိုယ်ဒဏ်ကိုယ့်ရဲ့စိတ်ထံရာရောကောင်းစွာကုစားဖို့ပေါ့နော်ဒါ အပြည့်ဝမကူစားနိုင်သေးတဲ့အခါကိုကတစ်ခါလေကြာရင်စိတ်လိုက်မှန်ပါလေလောက်တာမျိုးမယူရဲဆန်ဆန်မယူရဲဆန်ဆန်ဆိုတာကအဲတခြားတော့မဟုတ်ဘူးဘောနော်ဒီမျိုးသုထုတစောက်ကန်းနေဘောနော်အဲ့လိုမျိုးလှုပ်ချင်ရည်လောက်တာမျိုးအဲ့လိုမျိုးလေးလုံးမိတက်တက်သူလေးလည်းရှိလိုက်မယ်တချို့လေးကြတော့လည်းအဲ့လိုမဟုတ်ပဲမှတကယ် energy လေးနဲ့ပြန်ကောင်းလာပြီတော့ဗောနောကိုဘောကိုဗောနောဒါပြပြရှင်ရှင်လေး ပေါ်ပပါလေးပဲရှောင်းလန်းနေကြတဲ့သူလေးလေးရှိလိမ့်မယ်အဲ့ဒါကတော့လူငယ်စုပေါ့နော်ခုနကလို heavy energy ရှိတဲ့သူတွေကတော့အများစုပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလို energy လေးကဒါကိုယ့်ရဲ့ energy ပေါ့ကွယ်ဒီ energy လေးကြီးကိုင်းနေဆိုရင်တော့တစ်ဖက်လိုကဘာတွေဖြစ်နေလဲဘာတွေပြောချင်နေလဲဆိုတာလေးတွေကိုအဲကြည့်ပေးပါမယ်နော် People don't believe in me. No one understands me but you. stress and alcohol အဲ့တော့ဒီကလေးရဲ့သဘောရာအမဘာကိုခံစားမိလိုက်လဲဆိုရင်ကွာသူကအခုချိန်မှာကိုနဲ့ဒါဒီအဆင်မပြေဖြစ်သွားတဲ့အချိန်မှာပေါ့နော်အဲသူ့နားမှာရှိတဲ့လူတွေကသူ့အတွက်အဆင်မပြေဘူးပေါ့နော်ကိုယ့်လောက်ဘယ်သူမှ သူ့ဘောမှာနားလဲပေးမဲ့လူတွေမရှိဘူးလူတွေကလည်းဘယ်လိုပြောမလဲဟိုသူဘောနော်ဒါအလောက်ကန်ပိုင်းမှာဆိုရင်လည်းပဲသူ့မှာအဆင်ပြေမှုတွေကြုံနေရတယ်ပေါ့လေလူတွေကလည်းသူ့ကိုယုံကြည်မှုတွေမရှိကြဘူး အဲပြီးရင်တခြားသော relationship မှာရောက်နေတယ်ဆိုရင်လည်းဒီ relation အခုသူတည်ဆောက်နေတယ်အခုလက်ရှိရှိနေတဲ့ relationship ကကိုယ့်နောက်သူ့ပေါ်မှာနားမလည်နိုင်ဘူးအဲ့တော့မှကိုယ့်တန်ဖိုးကြီးကိုဖြည်းဖြည်းတိလာရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့သူပါလီလုံးနေလဲဆိုရင်တော့ dress and ego ဆိုတာတချို့တွေဆိုရင်ဒါဟိုဘယ်လိုပြောရမလဲစိတ်တွေညစ်ပြီးတော့အရက်တွေတောက်တာမျိုးတွေရက်ပါးတွေသွားတာတိရမလားအဲ့လိုမျိုးပေါ့နော်ဒီသူ့စိတ်ကိုသူဟိုဟာ စိတ်ပြေအောင်လို့အရက်နဲ့ပဲဖြေဖြောင်းနေရတယ်ပေါ့ကွယ်အဲ့လိုသဘောမျိုးလေးတွေရှိနေတယ်အဲ့မဲ့ तू ကပြောမှန်စင်ကအဲ့လိုမျိုးတွေရှိတော့ကိုတံပိုးကိုတဖြည်းဖြည်းတိလာတယ်ကိုကိုသတိရတယ်ဆိုပေမဲ့လည်းကိုနဲ့ပြန်ဆင်ပြေဖို့ကြတော့ I can't do this right now နော်ကိုနဲ့ပြန်ဆင်ပြေဖို့ရေးပါလေကြတော့ तू အခုချိန်မှာလုံးနိုင်သေးဘူးဒါကလည်းသူ့အနေနဲ့ပေါ့နော်ဒီ တခြား relationship တစ်ခုမှာရှိနေတဲ့ပိတ်မိနေတဲ့ခါကျတော့ဘောနော်သူအဆင်မပြေတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းသူ့ရဲ့စိတ်ကိုကကိုနဲ့ပြန်ပြီးအဆင်ပြေဖို့သူမစူးစမ်းခြင်းသေးတာစူးစမ်းဖို့လည်းသူမစွမ်းဆောင်နိုင်သေးတာအဲ့လိုသဘောမျိုးလေးတွေရှိလိမ့်မယ်လို့တော့ခံစားမိရပေါ့နော် you are so different from any any about everyone around me you know ဒါတော့ဒီလိုလေးပဲเนาะဘာဖြစ်ဖြစ် ကိုနဲ့ဝေးကွာခဲ့ပြီးတော့မှကိုနဲ့ပတ်သက်တဲ့ကိုရဲ့ value ပေါ့နော်ကိုရဲ့တန်ဖိုးကိုသူဘာပဲဖြစ်ဖြစ်တဖြည်းဖြည်းတော့သူတိလာပြီဆိုတာတော့ဒါဒီကက်ကလေးတွေကပေါ်လွင်နေတယ်ပေါ့နော်အာလုံးဝအောင်ကတည်တာသူ့နားမှာရှိတယ်ဘာလို့မဆိုတတ်ကိုကလုံးဝကွဲပြားတယ်သူ့ပုံမှာနားလည်းပေးနိုင်ဆုံးခွင့်လွတ်ပေးနိုင်ဆုံးတီးခံပေးနိုင်ဆုံးเนาะဟိုပြောမယ်ဆိုရင်เนาะ အဲ့လိုပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ကျင်နာမှုတွေကိုသူ့အနေနဲ့မြင်လာရတယ်ပေါ့ကွတဖြည်းဖြည်းနဲ့ you are too nice that i don't deserve your kindness that ah မင်းကအရန်ကိုနှွေးထွေးလွန်အားကြည့်တယ်သူ့ပေါ်မှာပြောမစင် तू ကဘာလို့ तू ကိုယ်စီကိုပြန်လာဖို့တွေပြန်ဆင်ပြေဖို့တွေမကြိုးစားရလဲဆိုရင်တော့လေဒီဒီအကြောင်းပဲ तू ကိုယ့်ရဲ့ကျင်နာမှုတွေမေတ္တာတွေနဲ့သူ့ကိုယ်သူမတန်ဘူးလို့ထင်နေတယ်ကိုယ်အရန်ကိုနှွေးထွေးတယ်အရန်ကသူ့ပေါ်မှာကောင်းတဲ့အတွက် မတန်ဘူးဆိုပြီးတော့ထင်နေတယ် why do i deserve someone like you မင်းတို့လူမျိုးနဲ့ပေါ့နော်ငါထိုက်တန်လားတဲ့ငါဘာကြောင့်ပေါ့နော်ထိုက်တန်တာထိုက်တန်ရမှာလဲတဲ့သူ့ကိုသူကိုနဲ့မတန်မထိုက်တန်ဘူးလို့လဲသူ့ဘက်မှာတွေးနေတာမျိုးတွေရှိတယ်အဲ့ဒီတွေ့ကြောင့်သူ့အနေနဲ့ i can't do this right now ခုချိန်မှာသူ့အနေနဲ့ဘာဆိုဘာမှအရှင်လည်းမယူနိုင်သေးဘူးမလုပ်နိုင်သေးဘူးအဲ့တော့ ဒီအเจ้าရရပြောရမယ်ဆိုရင်ကွာသူအရှင်ယူလာမလားမယူလာဘူးလားဆိုတာကတော့သူကိုနိုင်ပဲသူ့ energy ပေါ်မှာပဲဆိုင်တယ်သူကပေါ်တော့သူစူးစမ်းမယ်သူ energy တွေကောင်းအောင် လုပ်မယ်သူအဆင်ပြေတဲ့ရဝန်းတွေရှိရဆိုရင်အဲ့ဒီရဝန်းကနေစူးစမ်းထွက်လာဖို့တွေကိုသူစူးစမ်းမယ်ဆိုရင်တော့ဒါဘာပဲဖြစ်ဖြစ်တချင်ချင်းမှာအဲကိုနဲ့ပေါ်တော့ပြန်ပြီးတော့ အဆင်ပြေလာဖို့လေးတွေကိုသူကစူးစမ်းလာနိုင်မယ်အဲ့လိုမှမဟုတ်ဘူးဒီတိုင်းမှာဆက်ရှိသွားတယ်တချို့တွေရှိရလေတတိမရှိကြဘူးသိတယ်မလားအကြောက်တရားတွေနဲ့ပဲနေကြတယ်တတိမရှိဘူးပြန်ပြီးလည်းမခေါ်ရဲဘူးဒီတိုင်းမှာနေွားကြတယ်ဆိုတော့သူတွေလည်းရှိတာပဲအဲ့တော့ဒီ connection ကဘာတွေဆက်ဖြစ်လာမလဲဘယ်လိုမျိုးတွေရှိလာမလဲဆိုတာကတော့ပြောလို့တော့မရသေးဘူးပေါ့နော်အခုချိန်မှာဘာလို့ဆိုသူ့ရဲ့ energy သူ့ရဲ့စိတ်ထားတွေကဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ မတည်ဘူးလားမဟုတ်ဘူးတည်တယ်ကိုနဲ့ပတ်သက်ပြီးတတိယလားဆိုရင်လည်းဒါဒီလို energy ရရဆိုရင်တော့ဒါတတိယရတယ်ကိုယ့်ရဲ့တန်ဖိုးကိုလည်းတဖြည်းဖြည်းချင်းနားလည်လာပြီးတည်လာပြီးဒါပေမဲ့လည်းသူ့အနေနဲ့ဘာမှမစွမ်းဆောင်နိုင်သေးဘူးရှစ်ဆက်ဖို့အတွက်သူ့မှာဘာမှမလုံနိုင်သေးဘူးဘာလို့ဘာမှမလုံလဲဆိုရင်သူ့ကိုယ်သူခံယူထားတာကသူကကိုနဲ့မထိုက်တန်ဘူးကိုရဲ့ဉာဏ်မှုတွေမေတ္တာတွေနဲ့မထိုက်တန်မှုဆိုပြီးတော့ခံယူထားတဲ့အခါကျတော့သူ့အနေနဲ့က ရှေ့ဆက်ဖို့ပေါ့နော်ဒါခုထီကတော့အဆင်ပြေမှာမဟုတ်သေးဘူးဆိုပြီးတွေးနေတာပေါ့ကွယ်ဒီလို energy တွေကိုအမအနေနဲ့ရတယ်နော်အဲ့တော့ဒီ connection လေးကပေါ့နော်ဒါ energy ကြိုက်တဲ့လူတွေလည်းရှိရင်ရှိလိမ့်မယ်ဒါမှခုနပြောသွားတဲ့အတိုင်းပေါ့နော်အဲ့တော့ပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဒါဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်အကယ်၍ဒီလို energy တွေနဲ့ကိုက်ညီလို့ personal reading လေး ဖတ်ကြည့်ရင်လည်းဆိုရင်တော့အမ Viber ဖုန်းနံပါတ်လေးခြားထားပေးခဲ့မယ်ကိုမန်လေးမှာအဲဒီ Viber ကိုလာပြီးတော့ဆက်သွယ်ပြီးမေးမြန်းကြည့်လို့ရပါတယ်เนาะဒါကတော့လိုအပ်မှာပါဟိုအတင်းဟိုလိုမျိုးကြီးမေးခိုင်းတာမဟုတ်ပါဘူးလိုအပ်မှာကိုယ့်အတွက်တကယ်လိုအပ်နေတယ်ပြီးတော့ကိုယ့်အတွက်ဒါကကျတော့ ဒါဗီဒီယိုထဲမှာတော့ဒီလောက်ပဲပါတယ်ဆိုရင်တကယ်တကယ် personal reading တွေကကျတော့ဒီထက်မှတ်ကအများကြီးပေါ့နော်ဒါအဲတစ်ဖက်လူရဲ့ energy တွေကိုလည်းကြည့်ပြီးမယ်ရှေ့ဆက်ဖြစ်မဲ့အရာတွေနောက်ပြီးတော့ကိုယ့်အတွက်လိုအပ်နေတဲ့ guidance message တွေ angel message တွေအဲ့ဒါတွေကိုလည်းပြောသွားပြီးမှဆိုတဲ့အတွက်ကြောင့်ပို့ပြီးတော့ပြည့်စုံတာပေါ့နော်ဒါကတော့လိုအပ်မှာပါ လိုအပ်တဲ့သူလေးတွေရှိတယ်ဆိုရင်တော့အဲ comment မှာပေးထားတဲ့ Viber number လေးကိုလာပြီးတော့ဆက်သွယ်ကြည့်လို့ရတယ်မေးမြန်းကြည့်လို့ရတယ်နော် အဲ့တော့ဒီ reading လေးကတော့ဒီလောက်ပါပဲဒါလေးကတော့ short reading လေးပေါ့เนาะအဲနောက်ထပ် reading လေးတွေတင်ဖို့လည်းရှိပါတယ်တင်တဲ့ခါကျရင်လည်းအားပေးကြပါအောင်เนาะခုလိုမျိုးအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲ good night ပါ